ာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းမလေးစကားပြောပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်စူဒစီယပ်ကဘလုံစူဒစီယပ်ကဘလုံဒါဆိုရင်ကျွန်တော်တို့ကအစင်သင့်ဖြစ်ပြီလားမဖြစ်သေးဘူးလားလို့ပြောတဲ့အတိပဲပါနော်စူဒစီယပ်ကဘလုံအစင်သင့်ဖြစ်ပြီလားမဖြစ်သေးဘူးလားလို့ပြောတဲ့အတိပဲပါစုဒဆိုတာပြီးပြီ ဆက်ဆိုတာအစင်နဲ့ကားဆိုတာလားလို့ပြောတဲ့အဓိပ္ပာယ်ပါဘလွန်ဆိုတာမပြီးသေးဘူးဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်ဆူဒက်ဆက်ကဘလွန်အစင်နဲ့ဖြစ်ပြီလားမဖြစ်သေးဘူးလားလို့ပြောတဲ့အဓိပ္ပာယ်ပါဆူဒက်ဆက်ကဘလွန်အစင်နဲ့ဖြစ်ပြီလားမဖြစ်သေးဘူးလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်နောက်ထပ်စာကြောင်းတစ်ကြောင်းကဆူဒက်ဆက် ဒါဆိုရင်ကျွန်တော်တို့ကအစင်သင့်ဖြစ်ပြီလို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဆူဒဆီယပ်အစင်သင့်ဖြစ်ပြီဆူဒဆိုတာပြီးပြီဆီယပ်ဆိုတာအစင်သင့်ဒီနှလုံးကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်ဆူဒဆီယပ်အစင်သင့်ဖြစ်ပြီလို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဆူဒဆီယပ်အစင်သင့်ဖြစ်ပြီဆူဒတစ်လုံးနဲ့ဆိုရင်ကျွန်တော်တို့ကဒါပြီးပြီလို့ပြောတဲ့အဓိပ္ပာယ်ပါဆီယပ်ဆိုတာကတော့အစင်သင့်ဒီနှလုံးကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင် ဆူဒဆီယပ်အစင်သင့်ဖြစ်ပြီလို့ပြောတဲ့အတိတ်ပဲပါเนาะနောက်ထပ်စာကြောင်းတစ်ကြောင်းကဘလုံဆီယပ်ဘလုံဆီယပ်ဒါဆိုရင်ကျွန်တော်တို့ကအစင်သင့်မဖြစ်သေးဘူးလို့ပြောတဲ့အတိတ်ပဲပါเนาะဘလုံဆီယပ်အစင်သင့်မဖြစ်သေးဘူးဘလုံဆိုတာမပြီးသေးဘူးလို့ပြောတဲ့အတိတ်ပဲပါဆီယပ်ဆိုတာအစင်သင့်ဘလုံဆီယပ်ဆိုတော့အစင်သင့်မဖြစ်သေးဘူးလို့ပြောတဲ့အတိတ်ပဲပါเนาะ ဘလုံးတစ်လုံးနဲ့ဆိုရင်တော့ကျွန်တော်တို့ကဒါမပြီးသေးဘူးလို့ပြောလို့ရတယ်เนาะဆီယပ်တစ်လုံးနဲ့ဆိုရင်အစင်သင့်ဒီနှလုံးပေါင်းပြီးပြောတယ်ဆိုရင်ဘလုံးဆီယပ်အစင်သင့်မဖြစ်သေးဘူးလို့ပြောတဲ့အတိတ်ပဲပါเนาะနောက်ထပ်အစားကြောင်းတစ်ကြောင်းကကနာဘတ်ကနာဘတ်ဒါဆိုရင်ကျွန်တော်တို့ကလောက်ရမယ်လို့ပြောတဲ့အတိတ်ပဲပါเนาะကနာဘတ်လောက်ရမယ်ဒီကနာတစ်လုံးနဲ့သုံးမယ်ဆိုရင်ကျွန်တော်တို့ကဘလို့အတိတ်ပဲရလဲဆိုတော့ ထိတယ်လို့ရမယ်လို့ဒါမျိုးအတိတ်ပဲရတယ်နော်ကနာတစ်လုံးနဲ့သုံးမယ်ဆိုရင်ထိတယ်ရမယ်ဘဝဆိုတာလောက်တာဒီနှလုံးကိုကျွန်တော်တို့ကတွဲပြီးတော့သုံးတဲ့အခါမှာကနာဘဝဆိုတော့လောက်ရမယ်လို့အတိတ်ပဲရတယ်ဘဝတစ်လုံးနဲ့ဆိုရင်လောက်တာကနာဆိုတာထိတယ်လို့ရမယ်လို့ပြောတာဒီနှလုံးတွဲသုံးတော့ကနာဘဝလောက်ရမယ်လို့ကျွန်တော်တို့ကအတိတ်ပဲတက်ရောက်သွားတယ်နော်ကနာဘဝလောက်ရမယ်လို့ပြောတဲ့အတိတ်ပဲပါနော် နောက်ထပ်စာကြောင်းတစ်ကြောင်းကဤနိကေဂျေအဆုအဝကနဘတ်ဤနိကေဂျေအဆုအဝကနဘတ်ဒီအလုတ်မနှက်ဖြန်မင်းလုံးရမယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဤနိကေဂျေအဆုအဝကနဘတ်ဒီအလုတ်မနှက်ဖြန်မင်းလုံးရမယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဤနိဆိုတာဒီဟာကေဂျာဆိုတာအလုတ်အဆုဆိုတာမနှက်ဖြန်နောက်တစ်မျိုးပြောလို့ရသေးတယ်ဘေဆော့ ဘေးဆွတ်တို့အဲဆွတ်တို့ဆိုတာမနှက်ဖြောင်ပြောတာနော်ဘလို့ပဲသုံးသုံးအာဝဆိုတာမင်းကနာဆိုတာဒီနေရာမှာကျတော့ကျွန်တော်ဒါရမယ်လို့သုံးတာဘွားဆိုတာလှုပ်တာကနာဘွားဆိုတော့လှုပ်ရမယ်လို့ဒါတွဲပြီးပြောလို့ရတယ်အင်းဒီကေဂျူအဲဆွတ်အဝကနာဘွားဒီအလုံးမနှက်ဖြန်မင်းလှုပ်ရမယ်လို့ပြောတဲ့အထိပ္ပယ်ပါနော်အင်းဒီကေဂျူအဲဆွတ်အဝကနာဘွားဒီအလုတ်မနှက်ဖြန်မင်းလှုပ်ရမယ်လို့ပြောတာနော်။အီနီဆိုတာဒီဟာကေဂျာဆိုတာအလုတ်အေဆွတ်ဆိုတာမနှက်ဖြန် အာဝဆိုတာမင်းကနဘွားဆိုတာလောက်ရမယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဤနိကေဂျောအေဆောအာဝကနဘွားဒီအလုံးမနှက်ဖြန်မင်းလောက်ရမယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်နောက်ထပ်စာကြောင်းတစ်ကြောင်းကပိဆောက်ကနတန်ငန်ပိဆောက်ကနတန်ငန်ဒါဆိုရင်ကျွန်တော်တို့ကဓာလက်ကိုထိသွားတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ပိဆောက်ဆိုတာဓာကိုပြောတာကနဆိုတာဒီနေရာမှာထိတာ တာငန်းဆိုတာလက်ပီဆောက်ကနောတာငန်းဆိုတော့ဓာလက်ကိုထိသွားတယ်လို့ပြောတယ်အတိတ်ပဲပါเนาะပီဆောက်ကနောတာငန်းဓာလက်ကိုထိသွားတယ်လို့ပြောတယ်အတိတ်ပဲเนาะပီဆောက်ဆိုတာဓာကနာဆိုတာဒီနေရာမှာထိတယ်လို့ပြောတာတာငန်းဆိုတာလက်ပီဆောက်ကနောတာငန်းဆိုတော့ဓာလက်ကိုထိသွားတယ်လို့ပြောတယ်အတိတ်ပဲပါเนาะနောက်ထပ်စာကြောင်းတစ်ကြောင်းက Jangan cakap macam itu. Jangan cakap macam itu. Eddie lo, mampu ba ni lo, pure dari bawah, no? Jangan cakap macam itu. Eddie lo, mampu ba ni lo, pure dari bawah, no? Jangan sura malu ma ne, cakap sura pure, macam sura dilo itu sura toha. Jangan cakap macam itu sura. Eddie lo, mampu ba ni lo, pure dari bawah, no? Jangan sura malu ne checkup ဆိုတာပြောတာမချမ်းဆိုတာဒီလို itu ဆိုတာထိုးဟာဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်ဂျန်ငန်း checkup မချမ်း itu အဲ့ဒီလိုမပြောပါနဲ့လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะနောက်ထပ်စာကြောင်းတစ်ကြောင်းကဂျန်ငန်းစေဖို့စံငတ်ဂျန်ငန်းစေဖို့စံငတ်ဒါဆိုရင်ကျွန်တော်တို့ကအရန်မရှုံနဲ့လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะဂျန်ငန်းစေဖို့စံငတ်အရန်မရှုံနဲ့လို့ ပြောတဲ့အဓိပ္ပာယ်ပါเนาะဂျန်ငန်းဆိုတာမလုံနဲ့စေဖို့ဆိုတာရှုပ်တာစံငန်းဆိုတာအရန်ဂျန်ငန်းစေဖို့စံငန်းဆိုတော့အရန်မရှုပ်နဲ့လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะဂျန်ငန်းဆိုတာမလုံနဲ့စေဖို့ဆိုတာရှုပ်တာစံငန်းဆိုတာအရန်ဂျန်ငန်းစေဖို့စံငန်းဆိုတော့အရန်မရှုပ်နဲ့လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะနောက်ထပ်စာကြောင်းတစ်ကြောင်းကစာဘကဝန် စာဘကဝန်စာဘကဝန်ဒါဆိုရင်ကျွန်တော်တို့ဟာတီးခံမှာတငယ်ချင်းဒါမှမဟုတ်လို့ရှိရင်လဲစိတ်ရှည်ပါတငယ်ချင်းလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะစာဘကဝန်တီးခံမှာတငယ်ချင်းဒါမှမဟုတ်လို့ရှိရင်လဲစိတ်ရှည်ပါတငယ်ချင်းလို့ပြောတဲ့အဓိပ္ပာယ်เนาะစာဘဆိုတဲ့စကားလုံးဟာကျွန်တော်တို့ဒါတီးခံမှာစိတ်ရှည်ပါဒါမျိုးအဓိပ္ပာယ်ရတယ်เนาะကဝန်ဆိုတာတော့တငယ်ချင်းကိုပြောတာစာဘကဝန်ဆိုရင် ိခံမှာတငယ်ချင်းဒါမှမဟုတ်လို့ရှင်လေစိတ်ရှည်ပါတငယ်ချင်းဒါမျိုးပြောတဲ့အိပဲเนาะစာဘကဝမ်တိခံမှာတငယ်ချင်းပဲပြောပြောစိတ်ရှည်ပါတငယ်ချင်းပဲပြောပြောကျွန်တော်တို့ဒါနှမျိုးသလုံးပြောလို့ရပါတယ်เนาะနောက်တစ်ခုကအာဝတ်မဆေအဒလကီစင်းနီအာဝတ်မဆေအဒလကီစင်းနီမင်းဒီမှာနောက်ထပ်ရှိနေတော့မလားလို့ပြောတဲ့အိပဲပါเนาะအာဝတ်မဆေအဒလကီစင်းနီ မင်းဒီမှာနောက်ထပ်ရှိနေတုံးမဲလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်အာဝဆိုတာမင်းမာစေအဒဆိုတာရှိနေတုံးမဲလားလက်ကီးဆိုတာနောက်ထပ်စီနီဆိုတာဒီမှာဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်အာဝမာစေအဒလက်ကီးစီနီမင်းဒီမှာနောက်ထပ်ရှိနေတုံးမဲလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်အာဝမာစေအဒလက်ကီးစီနီမင်းဒီမှာနောက်ထပ်ရှိနေတုံးမဲလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်အာဝဆိုတာမင်း မာစေအဒါဆိုတာရှိနေတုံးမဲလားလက်ကီးဆိုတာနောက်ထပ်စီနီဆိုတာဒီမှာအာဝတ်မာစေအဒါလက်ကီးစီနီမင်းဒီမှာနောက်ထပ်ရှိနေတုံးမဲလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဆာယဆူဆာနာပါဟမ်အာဝတ်ဆာယဆူဆာနာပါဟမ်အာဝတ်ငါမင်းကိုနားလေရခတ်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဆာယဆူဆာနာပါဟမ်အာဝတ် ငါမင်းကိုနားလေရခက်တယ်လို့ပြောတဲ့အတိတ်ပဲပါနော် စာရဆိုတာကျွန်တော်စူဆဆိုတာခက်တာ နားဆိုတာလိုချင်တာဂျင်းဒီလို့အတိတ်ပဲရတယ်ပါဟမ်ဆိုတာနားလေတာအာဝဆိုတာမင်းဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်စာရစူဆနာပါဟမ်အာဝငါမင်းကိုနားလေရခက်တယ်လို့ပြောတဲ့အတိတ်ပဲပါနော်စာရဆိုတာကျွန်တော်စူဆဆိုတာခက်တာနားဆိုတာဂျင်းဒီပါဟမ်ဆိုတာနားလေတာအာဝဆိုတာမင်း ဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်စာယဆူဆာနာဗာဟမ်အဝငါမင်းကိုနားလေရခက်တယ်လို့ပြောတဲ့အတိတ်ပဲပါနော်။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်လည်းကျွန်တော်ကဒါမလေးစကားပြောပဲပြောပြပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုအခုလိုအဆုံးအထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်။